သင်းငယ်တွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကြိုးပမ်မယ်အမျိုးသမီးမိတ်ဆွေကြီးသူအခြေခဲ့သူထံမှကောင်းသောကူညီရမယ်စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းတို့မှကောင်းသောကျိုးစေရမယ်ကာလရှိကြစမ်းကန်တာတွေလုပ်တဲ့အစဉ်ပြေမယ် ရတတ်တဲ့ဒုက္ခတွေပြန်လဲစတဲ့နိုင်တယ်။ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်။မိမိဘဝမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းရှိပြီ။ကိုယ်ပိုင်ယက်တီချက်နဲ့လောကခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်။ရှင်ရည်ရတော့ရာရာစင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်။အလိုပြည့်စုံမယ်။ ိုယ့်ရဲ့နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်။ဆယ်ရက်နေရနေုံလားပြည့်နေဖြစ်တဲ့အဲ့နေမှာအချိန်ကလာမရွေးပတောက်ပင်တို့ကို စိုက်ပြိုးရရဖြစ်တဲ့ခြံတော့၄တော့မှာပတောက်ပင်ကိုအကန်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်းသန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ ပထောက်ပင်တို့ကိုစိုက်ပျိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ၃နိုင်ချိန်မှာစည်းပေနေပင်ရဲ့ရှေ့တောင်ကိုင်းကနေစည်းကမ်းကိုဖြတ်ပြီးရှစ်လက်မအတရားဖြတ်အခောက်ခွာပြီးရွှေအောင်လေးတုပ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ အလုံးစုံကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ယံနဲ့ရှင်ပြီးလောရမယ်စနေရနေ့မှာလမ်းကြောင်းသစ်ထွင်ပြီးလှုပ်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်စသုံးရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုက္ခလောရတတ်တယ်ဆယ်လေးရနေ့မှာမူလစီစဏာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်နေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တရားတို့ကို ကောင်းစွာကြိုးပေးခြင်းနဲ့တိုးတက်ခြင်းဖြစ်ကိုဖန်တီးနိုင်လိမ့်မယ်။တပတ်တာအတွင်းတနင်္လာနေ့သောကြနေကနေ့မွေးသူတွေကောင်းကြိုးပေးပြီးဇာတာပရိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ။၆ခုကိုကနန်းနေ့ကြိုးပေးပါလေ။ပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကတ္တမနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်သူပြီးလိုရာဆုတောင်းပါ။ကျေးဇူးတင်ပါတယ်။ တနင်္လာနေ့ဝေသူအလုံးမင်္ဂလာပါဂျူနာ၈ရက်နေ့၁၄ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပေးပဲခရီးကိစ္စဆင်ပြေပဲပစ္စည်းပြောက်တတ်တဲ့ရင်းနှီးသူများနဲ့စကားများတတ်တဲ့လူမျိုးခွဲကပြားများနဲ့အကျိုးပေးတဲ့ချမ်းအကအခန်းကိစ္စအတွေ့စကားပြောရလိမ့်မယ် နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်းမှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်။ရှင်းတဲ့နယ်လုပ်တွေပြန်လဲစတင်နိုင်တယ်။ငွေကြေးပေးယူကိစ္စတွေမှာ သတိနဲ့ဆောင်ရွက်ရမယ့်ခန္ဓာကိုယ်ကြားရောက်တဲ့ရှိရနေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ရအဆင်ပြေမယ် ကိုရဲ့နေမှာဝေကျေလတ်လာဘကံဥ္စာကံတိုးတက်ခြင်းညီမှန်းခြင်းအောင်မြင်ခြင်းတွေရှိဆယ်ရက်နေ့ဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်ဆက်တည်နေကြုံတွေ့ရတတ်တယ်ဆယ်ရက်နေ့မှာပတောက်ပင်ဆက်ပြုံးရနေဖြစ်တယ်ခြံဝင်းတဲ့နေသူများခြံတော့၄တော့မှာပတောက်ကိုင်းတို့ကိုထိုးပြီးတော့ဆက်ပြုံးထားပါ အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနိဗ္ဗာန်မှာထားရှိပါထူးခြားတဲ့အနေထားတွေရှိလာပါလိမ့်မယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရည်နှစ်ဂျူန်ညနေ3နာရီအချိန်မှာ ဈီးပေတပေရဲ့ရှစ်တောင်ကိုင်ကနေဈီးကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုပ်ပြီးတော့ဆောင်းပါရောင်းပါပွဲပွဲပွင့်စေတဲ့အဆောင်ဖြစ်လာတယ်။စတည့်နေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်တွေကိုလက်တွေ့ခေါင်းထည့်ဖို့နိုင်မယ်။စတည့်နေ့မှာရတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်တဲ့လမ်းကြောင်းတွေကိုပြန်ပွင့်မယ်။ ဆက်သုံးရက်နေ့သူတို့ကြကြကောင်းကြီးကတဲ့စူပေါင်းလုံကကြိုးပြခြင်းဘဝတိုးတက်ခြင်းနေရှိ14ရက်နေ့မှာ ရှင်ပြန်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကို ကြောင်းလဲတိုးတက်သောအနေထာနဲ့ကောင်းသောကံကြမ္မာကြိုးပြမှုအစစ်စစ်ရရှိမယ်ကြာသာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကြိုးပြတဲ့တနေ့ကနေတင်းလာမွေးသူတွေဒုက္ခပြတတ်တယ် နှစ်ခုကိုကနန်းနဲ့ချိုးပြီးအဖြူရောင်ဆိုင်ရောင်မိခိုးရောင်တို့ကိုဝှက်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆံရည်ထဲမှာဖဲချိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်ဝိနသာဖြန်ပြီးလူနဲ့ဆောင်ထားပြပါထူးထူးခြားခြားကောင်းခြင်းနဲ့ချိုးပြီးခြင်းကံကြီးရှိလာပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ 2025ဇွန်လ10ရက်ကနေ14ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပားသူကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နေမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝေချင်းအပေးယူကိစ္စတွေမှာငင်းပွားတတ်တဲ့စင်းစရာရှုပ်ထွေးများကြာပတ်ဝန်းပတ်သက်ရတတ်တဲ့ရသည်ရတတ်တာတွေကြံ့ကြမယ် ကိုယ်နာမည်သိက္ခာထိခိုက်အောင်လိုက်လံပြောဆိုဆွဆွဲသူနဲ့တွေ့တတ်တယ်။အကျင့်မှမှုတွေကိုဖြည့်ရှင်းရတတ်တယ်။သူတစ်ပါးပြဒနာကိုပြဒနာဖြစ်တတ်တယ်။စေဒနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။အိမ်မှာမကြာခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နောက်ရှင်များခြင်းတွေရှိတယ်။ရှင်းရနေရတော့အညာဆိုးလွှမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာတော့အရာရာဆင်ပြေတယ်။ ောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်။ဆယ်ရည်နှစ်မှာဥတီကျက်သစ်တွေလုပ်ငန်းသစ်တွေလုပ်ကိုင်းပြီးတော့အရာရာစင်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းကျက်သစ်တွေအောင်မြင်မယ်။အဲ့ဒီကနေုံလားပြင်းနေလည်းဖြစ်တဲ့လားပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တဲ့အဲ့ဒီညနေ၃နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ကိုင်းကန်တဲ့ဈေးကန်ကိုဖြတ်ပြီးတော့ ရှင်းတယ်မှာတရားဖြတ်အခောက်ခွာရွှေအောင်တို့ပြီးတော့အယောင်းဝယ်စီပါလုပ်တဲ့နေရာမှာအဲ့ဒါတွေထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလားပြည့်နေ့နေုံလားပြည့်နေရာဗတော့ပင်ဆက်ရမယ်ခြံဝင်းကျယ်တွေမှာခြံတောင်၄ခုမှာဗတော့ခိုင်းကိုစိုက်ပြီးစိုက်ပြုတ်ထားမယ်နောက်ပြီးတော့မြေတစ်ခုမှာဖြစ်စေဦးထဲမှာဖြစ်စေဗတော့ပင်ဆက်ထားလို့လည်းရတယ် အဲ့ဒီမှာစိုက်ပြိုးတဲ့ပတော့ပင်တွေမှာထူးခြားတဲ့ဆွမ်းသက်တိရှိပြီးတခိုးတမျှဘေးရနေရကင်းတယ်အိမ်မှာထားလို့ကောင်းတယ်စတည့်ရနေရတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်စတည့်ရနေရမူလစီစဉ်တာနဲ့လက်တွေ့ကြာမယ်ပြီးမှအစဉ်ပြေသွားဆက်သောရနေရအရာရာတိုက်ခံတဲ့ကြုံမယ်ပြီးမှအစဉ်ပြေမယ်စလီရနေရအပြောင်းလဲတဲ့တိုးတက်မှု စစ်တွေကိုဖန်ပြီးခွင့်ရှိတဲ့အနေထားတွေကြောင်းမယ်။ဇာတာပတိနေဗုဒ္ဓနေတနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။နံပါတ်၁၅ကိုကနန်ကျိုးပေးတယ်။အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီဘာမှာရှိတဲ့ အသက်ရွယ်ကျင်းသူတို့ကိုစေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့တွတ်တက်မှုရှိမယ်ရည်မှန်းချက်သိအောင်မြင်မယ်ငွေကြေးကံကောင်းမယ်အပြောင်းလဲအစ်စ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တွေဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွား တခါမှမလုပ်ဘူးတဲ့လို့လောက်ရလိမ့်မယ်ဆုံးဖြတ်ချက်တွေမှန်မယ်စီမံချက်တွေအောင်မြင်မယ်ခက်ခဲလုံးကျော်လာနိုင်မယ်ဥတည်လိုက်တိုင်းတိုက်ခံစီမယ်မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့တာကောင်းတယ်စေစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်ကောင်းတယ်လက်လုံးကျဖြစ်သွားတာမြင်ကြော်မယ်ချက်ချင်းဆုံးဖြတ်ဆုံးဖြတ်ချက်မှန်ကုန်မှန်ရမယ်ဒီကလာအတွင်းမှာ ရှိရနေရတော့အရာရာစင်ပြေသောနေတာနဲ့တွေ့တဲ့တက်ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်။ကိုယ့်ရဲ့နေမှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရနေရအရာရာစင်ပြေသောနေတစ်ခုဖြစ်တယ်။လာပြည့်နေ့နေရုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှစိုက်တာ။ဓမြသခိုးဘေးဥပ္ပန်ရဲ့ခင်းတယ်။နောက်အင်း အိုးနဲ့ဖြစ်စေမြေတွင်ဖြစ်စေပတောက်ပင်တပင်ရှေ့မှာဆိုင်ရည်ရထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်နေုံလားပြင်းတဲ့ပတောက်ပင်ဆိုင်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ပတောက်ပင်ဆိုင်တဲ့ရက်ဒီတနေ့လုံးမှာတည့်ရက်ဖြစ်စေအဲ့ဒီရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်နောက်လာပြင်းနေတဲ့ငံလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရန်ကောင်းစီတဲ့ရေရာစီရင်လှုပ်လို့ရတယ်။ညနေ3:00မှာတော့အမ30နှစ် ြုံတာဇီးပင်တပင်ရဲ့ရှေ့တောင်ကန်ကဇီးကန်ကိုဖြတ်ဇီးကန်ခဲတာလုံးသာသာလောက်ဆိုရင်ကိုရတယ်ရှင်းလက်မတရားဖြတ်အခောက်ခွာ ရွှေရောင်တော့လက်ဝင်တန်ပွင့်စီတဲ့အဆောင်ဖြင့်စိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအ мян ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ဝင်ကပ်ဝင့်စီတာ၁၇ရက်နေ့မှာတော့အင်းနေ့မှာ လောင်းလဲမှုနဲ့ဒုတ်တဲ့မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လို့တည်လောအောင်ဆယ်နှစ်နဲ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအောင်ပြေးမယ်ဆယ်သောနှစ်ငွေချေးကလက်လာဘကဇီဝကံကောင်းတယ်ဆယ်လေးနှစ်မှာ ရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝဒုတ်တဲ့တဲ့ကံနဲ့အရာရာဆင်ပြေခြင်း အောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့ဒုတ်တဲ့ဘုံကောင်းတွေကိုရရှိမှာဖြစ်တယ်တနည်းလာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ် တောက်ကြနေတနေ့ကနေနေဝိသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်ရှစ်ခုကိုကနန်းနေကြိုးပေးပါတယ်အနဲ့ရောင်ပြရင်ရောင်မိခောရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါရှင်မကြောင်မြင်ချင်းနဲ့ဘဝတိုးတက်ခြင်းနေကောင်းခြင်းခံနေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားသူပြီးလောရဆူတောင်းပေးပါဆူတောင်းပြေးပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဂျာတာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ၂၀၂၅ ဂျူနာ၁၀ရက်နေ့ရနေ့၁၄ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောကန်စီးပွားတိုးတက်မယ်ရှင်ပြန်မှုမှသမျှအောင်မြင်မယ်ရှင်ဆွေဘုရားနေပုံမြင့်တဲ့နေထောက်ကိုပြောင်းတိုးတက်ပြီးတော့လိုရာစန္ဒမှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကျကျလောကန်ချိုးပေးလိမ့်မယ်လုပ်ငန်းဝင်ငှသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ် ကိုယ်ပိုင်လုပ်ငန်းထုတ်သူတွေရင်းနှီးမြှုပ်နှံများများမှာကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှန်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ရှစ်ရက်နေ့အရာရာဆင်ပြေပြီးတွတ်တက်တဲ့နေ့ကိုယ့်ရက်နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရက်နေ့အဟောင်းနေစစ်ပြန်ဖြစ်မယ်ပြဿနာအောင်နေဖြစ်ရှင်းနိုင်မယ်ရပိုင်တွင်ဟောင်းနေပြန်ရမယ်ဆက်တရက်နေ့ထူးထူးခြားခြားပြဿနာနှစ်ခုဖြေရှင်းပြီးဆင်ပြေသွားနိုင်တယ်ကြပြိုင်တဲ့တဲ့တစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ် စနေရနေ့တပားသူအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ်စက်သောရနေ့မှာနိုင်ကိစ္စအခက်အခဲကိစ္စတပားသူကျမ်းမကြီးကိစ္စတွေလိုက်လံကူညီရတတ်တယ်ဆယ်လေးရနေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေတာကိုရရှိပဲဒီကလအတွင်းဂျူနာ၁၀ရနေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်ဂျူနာ၁၀ရနေ့ကနေုံလာပြင်းနေတဲ့တိုင်ဆိုင်နေနေုံလာပြင်းနေဟာ ပဒောက်ပင်ဆယ်ပြိုးရတဲ့နေ့ဖြစ်တယ်ပဒောက်ပင်ကိုဆယ်ပြိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတယ်တနှစ်မှမတည့်ရဲ့ပဒောက်ပင်ကဒီရက်မှာဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပဒောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခိုးတည်းမြတ်ရကင်းတယ်အန်ဒီအကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်ဒီမှာလဲအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လဲ စိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတို့လိုက်ပေါ့ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်နိုင်ရခြင်းနဲ့နောက်ဆယ်ရက်နေ့ဂျုံညက်ထူကြချက်တခုကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နိုင်ချိန်မှာဇီးပင်ရဲ့အရှိတောင်ကန်ကဇီးကန်ခဲတဲ့လုံးသားသားလက်ညှိုးလက်မသားသား ဂိုင်းကိုဖြတ်ရှစ်လက်မတရားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါရောင်းကျင်တာရှိတို့ပြီးအများထွက်စေဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်လေဒီကလာတော်တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့အခါမှာတနင်္လာအင်္ဂါ ဗုဒ္ဓနဲ့မွေးစုတွေကောင်းကျိုးပေးတယ်တနည်းကတွင်စနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ်အပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်နေသုံးရမယ်ရွှေရောင်တွေ့ကြိတ်တစ်ခုနဲ့ငွေရောင်တွေ့ကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါထူးခြားစွာကောင်းလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးစုအားလုံးမင်္ဂလာပါ2025ခုနှစ် ဂျွန်လ၈ရက်နေ့နေ့၁၄ရက်နေ့တွင်ကာလမှာအတိုက်ခံရာလို့ကိုကြော်ပြီးဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီးအောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လုပ်တဲ့ကိစ္စအဆင်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတရားနေ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေ ရည်မှန်းချက်တွေကိုအလုံးစုံအမြင်အောင်ဆောင်ရွက်နိုင်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်။ရှင်းရည်နေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတိုးတက်မယ်။ကိုယ့်ရည်နေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ်။ဆယ်ရည်နေမှာငွေကြေးကိစ္စလုံးသမျှအဆင်ပြေမယ်။ဆယ်တရည်နေမှာအပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ငွေကြေးလတ်လာပါဘဝတိုးတက်မယ်။စနေနေ့မှာ ရှန်တက်ကံကြမှာတဏ္ဍပေါ်ခြင်းခက်ခဲအလုံးဖြစ်ရှင်းနိုင်ခြင်းနဲ့တိုးတက်ခြင်းရှိစသုံးရည်နေမှာလူယုံဒုက္ခပေးတတ်တဲ့လူလိန်လူကောက်တတိတာစလေးရည်နေမှာ ရှင်ဤမြို့နံဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာ ဖြစ်ပါလေဒီကာလအတွင်းဆယ်ရည်နေမှာထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ့်ကိစ္စနှစ်ရက်ရှိတယ်ဆယ်ရည် ဂျုံကနေုံလားပြင်းနေနဲ့တိုက်တယ်လေနေုံလားပြင်းနေမှာပထောက်ပင်ဆိုက်ရတယ်ခြံတောက်နေမှာဆိုက်တိုင်းနေဆိုက်အိမ်နေမှာမြေချပြီးပင်ပေါင်းဆိုက်ရင်ဆိုက်အိုးနေဆိုက်ရင်ဆိုက်အနေကင်းနေဘေးရှင်းနေထူကြတဲ့ဖုံးကန်တောက်ပါခြင်းရဓမြအနေသကုတ်အနေကင်းနေပထောက်ပင်နေရနေုံလားပြင်းနေမှာပဲဆိုက်ရတာတနည်းမှမတည့်ရပဲနောက်အဲ့ဒီ၁၀ရက်နေ့ ကျူနေုံလားပြင်းနေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။လားပြင်းနေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ပွင့်ကံပွင့်စေတဲ့စီရင်လုပ်လို့ရတယ်။ညနေ3နိုင်ချိန်မှာတော့ရတယ်။စီးပင်တပင်ရဲ့အရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာတညိုးလုံးသာသာတောင်ရှိတဲ့ဈေးကန်းဖြတ်ပြီးတော့ရှစ်လက်မတရားဖြတ်ပြီးတော့ခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်တာရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးရောက် ရပ်ပွင့်ကပ်ပွင့်ပြီးတားကောင်းတယ်။နောက်ဒီကံလာတော်တွေမှာတနည်းလိုက်အင်္ဂါဘုသူမွေးသူတွေကိုအချိုးပေးတယ်။စနေနေ့မွေးတဲ့သူတွေတနည်းငယ်တွေနေမွေးတဲ့သူတွေကြောင့်ဆစ်ရှုပ်ရမယ်။တင်္ဂါကုမနန်းနေချိုးပေးတယ်။အဝါရောင်လေးမောရောင်နုံးနေရောင်နေဝေးပြီးလုံးရှိရဆောင်ရွက်အဝါရောင်ပန်းဝင်ဖျားကတ်သူပြီးလိုရာဆူတောင်းဆူတောင်းဖြစ်ကျေးဇူးတင်ပါတယ်။ စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ၈ရက်နေ့ကနေစပြီးတော့၁၄ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ပွင့်မယ်အတိုင်းခံကြမှာတိုးတက်မယ်ဆောင်ရွက်သမျှထူကြတဲ့ကံပွင့်မယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပါမယ် သူတပားမထင်မှတ်ထားတဲ့ကိစ္စတွေကိုကအောင်မြောင်လောကန်ဆောင်ရွက်အကျိုးပေးတဲ့ခန္ဓာဖြစ်တဲ့ကိုလုံးသမျှခီးရောက်ပြီးအကျိုးရှိတဲ့ခန္ဓာတွတ်တဲ့ခြင်းတွေချုံမယ်။ရှင်ရနေ့မှာရာရာဆင်ပြေမယ်တွတ်တဲ့မယ်။ကိုယ့်ရနေ့မှာရန်တိုက်ခန္ဓာနဲ့ရှင်ပြီးလောက်ရမယ်။ဆင်ရနေ့မှာချူကြတဲ့ပြောင်းလဲမှုနဲ့တွတ်တဲ့မှုတွေရရှိမယ်။မိကောင်းဆွေကောင်းထောက်ခွင့်ရမယ်။စတ္တရနေ့မှာခီးကံကောင်းမယ်ပြောင်းလဲနဲ့တွတ်တဲ့မယ်။ စနေနေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝတိုးတက်မှုစစ်စင်ရ73ရက်နေ့မှာခီးကိစ္စအောင်မြင်မယ်လူမျိုးကွဲအကျိုးပေးမယ်ရန်နဲ့မတော်စတိခဲ့မှုတွေကျူဆန်74ရက်နေ့မှာတော့ပေါ်ပေါ်လာတဲ့ခြေနေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းဂျူနာ70ရက်နေ့ဟာမြင့်မြတ်သောထူးခြားတဲ့အစီအရင်တွေလုပ်နိုင်တဲ့ ရက်ဖြစ်တယ်။နေုံလားပြည့်နေ့အဲ့ဒီကဗတော့ပင်ဆက်ရတဲ့နေ့ဖြစ်တယ်။နေုံလားပြည့်နေ့ကတနေ့လုံးမှမှဗတော့ပင်ဆက်ပြောရင်ရက်ကောင်းရက်မြတ်ဖြစ်တယ်။အဲ့ဒီမှာဆက်ပြောတဲ့ဗတော့ပင်တွေဟာပဝင်းခြင်းကို ထိမ့်သိမ့်ပေးတယ်။ရံအန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာဆက်ရတယ်။အိမ်နေမှာလည်းစိုက်ပြီးတော့အိမ်ရှိမှထားပေးပါ။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။ နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3:00နိုင်ချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကနေစီကိုင်းတကိုင်းဖြတ်ပြီးတော့ရှင်းလမလျာဖြတ်အခောက်ခွာရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်းနေနဲ့ဆိုင်မထားရောက်ကောင်းဝဲကောင်းတယ်စတေးနေ့ဒီကာလအတွင်း လူများနဲ့ဆက်ဆံတဲ့ခန္ဓာမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။တလေးကိုကနန်းနေ့ကျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။သွာလာစဉ်ကလာတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုတူတန်းချင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။